တခါကအမျိုးသမီးတယောက်ဟာကားပါကင်မှာထွက်ရန်စူးစမ်းနေစဉ်မှာအဲ့ဒီအမျိုးသမီးရဲ့ဦးခေါင်းဟာကားတကားနဲ့ငွေပေးချေမှုဆက်ကြားထဲမှာညှက်မိပြီးတေဆုံးသွားခဲ့ရပါတယ်။ဒီလိုနဲ့နိုင်ရီအနေငယ်ချာမှသာသူမကြီးအလောင်းကိုတွေ့ရှိခဲ့ကြပါတယ်။အစောပိုင်းမှာတော့သူမရဲ့တေဆုံးမှုကိုအဖြေရှာမရဖြစ်နေခဲ့ပါတယ်။နောက်တော့မှလုံခြုံရေးကင်မရာမှတ်တမ်းကိုပြန်ကြည့်တော့အခါသူမဟာကားမှခေါင်းထုတ်ပြီးပြုတ်ကျသွားတဲ့ credit card ကိုကောက်ယူရန်စူးစမ်းနေပုံကိုတွေ့ရှိခဲ့ရပါတယ်။ဒီလိုလှုပ်ဆောင်နေစဉ်မှာပဲသူမရဲ့ခြေထောက်ဟာမတော်တဆကားကီယာကိုနစ်မိသွားပြီးကားဟာရှေ့သို့အရှိန်မြင့်တက်သွားကာ ငွေထုတ်ဆက်နှင့်ကာတကားကြမှာညှက်မိပြီးတည်ဆုံသွားခဲ့ရတာကိုသိခဲ့ရပါတယ်။ဆိုရာဘူးတပူးကြောင့်ကားမတော်တဆမှုတစ်ခုကိုဖြစ်စေနိုင်တဲ့ဖြစ်ရက်ဆိုရာဘူးတွေဟာကားရီရဲ့ခြေထောက်နေရာကိုလိမ့်ဝင်သွားပါကကားကိုထိန်းချုပ်လို့မရတော့ပဲအရှိန်မြင့်တက်သွားပြီးမတော်တဆမှုတစ်ခုကိုဖြစ်စေနိုင်ပါတယ်။ဆိုရာဘူးတွေနဲ့ဖီယိုဖီယဲရှုပ်ပွားနေတဲ့ကားတစ်စီးအတွင်းမှာဆိုရာဘူးတပူးဟာဘရိတ်တောင်အောက်ကိုလွယ်ကူစွာညက်သွားနိုင်ပါတယ်။ အဲ့ဒီအခါကားကိုမိမိမရက်ရံစူးစားတဲ့အခါဘရိတ်အောက်ရောက်နေတယ်ဆိုတာကူကြောင့်ကားဘရိတ်ကိုလှုပ်ရှားမှုမပြုနိုင်အောင်တားဆီးပေးနိုင်ပါတယ်ဒီလိုအခြေအနေတွေမှာကားဘရိတ်ကအလုံးမလုံးတော့ပဲဆိုတာဘူးတပူကြောင့်ကားမောင်းသူတေဆုံသွားနိုင်ပါတယ်